စွန်းတော်ကတ်တဲ့ဆူတောင်းနေစွန်းတော်ကတ်တဲ့အခါမှာဒီအတိုင်းလေးကတ်နိုင်ရအလွတ်ရရင်တော့ကောင်းသဘောဒီလိုမကတ်တတ်ရင်လေကျွန်တော်တို့ကိုယ့်ဟာကိုမြင်မာလို့ကတ်လို့ရပါတယ်ဟုတ်ပြီနော်အာဘုန်းတော်ကြည်တော်မြတ်စွာဘုရားအီးဟလာမုံမြတ်သောဆိုးခဲပွေဘောစဉ်ချိုချေရတာများကိုဆက်ကတ်ပါတယ်ဘုရားဆိုပြီးကတ်ရင်ရောမရဘူးလားနိဗ္ဗာန်ရည်မှန်းပြီးတော့ရွေသေးစွာကတ်ပါတယ်ပြောလို့လည်းရပါတယ်ကိုပြောတတ်တယ်လို့ပြောပေါ့အဲဒါပေမဲ့ဟလာအဲ ဖះဆွန်းတော့ကတ်လိုက်အောင်သမီးရေဆိုအမေလုပ်တဲ့သူကမအားလို့မှားလိုက်တော့သမီးကမကတ်တတ်တော့ဖះတပည့်တော်ကတော့စွန်းမကတ်တတ်ဘူးကိုယ့်အိမ်လိုပဲသဘောထားပြီးအရာပါရပဲစားပါတော့ဖះလို့ဒီလိုမျိုးတော့ကတ်လို့မရဘူးပေါ့ဟုတ်ပြီနော်အဲ့ဒါမျိုးတော့တတိထားမယ်ကဲအဲ့တော့ကြည့်ရအောင်ကျမတို့ကျွန်တော်ကတ်ကလေးမှာကျွန်တော်တို့စာမေးပွဲတင်နန်းနေနေနဲ့ဆိုရင်ဒီကလေးကိုကြက်ကိုခိုင်းပါတယ်ကြက်ပြီးတော့ဟိုဒါမှလည်းရသွားမှာပေါ့ ကြက်ခိုင်းပြီးတော့ဒီတိုင်းလေးကတ်နိုင်ရင်တော့ကောင်းပါတယ်ဒါကလည်းဆရာတော်ကြီးတွေစီစဉ်ထားတာဖြစ်ပါတယ်ရဟတာတိနဝဂုနေဟိဆိုရဟဆိုတော့အရဟံပေါ့တာတိဆိုတော့အစရှိသောရဟံအစရှိသောနဝဆိုတာကိုဂုဏဆိုတာကိုဒါကြောင့်ကိုပါသောဂုံတော်တို့နှင့်ဒီနေရာမှာပတ်စောက်တွေအကုန်လုံးပြုတ်ကြံနေတယ်တန်ပန်နာကေတံပတ်စောက်တစ်လုံးပြုတ်နေပြန်ပြီ ပန်ပန်နာကတဲ့ပြည့်စုံတော်မူသောနာထံနာထံဆိုတာကိုယ်ွယ်အထရောင်နာထနာထကနေအတက်တက်လိုက်တော့နတ်ဆိုတာသုံးတာဒီရပဲဒါကြောင့်နာထံလူနတ်တို့ဤကိုယ်ွယ်ရာဖြစ်တော်မူသောဗုဒ္ဓံတတ်တော်ထင်ရှားတပင်ညုမြတ်စွာဘုရားကို อดีตตายิ่งมั่งยิ่งเสด็จยัตตาดาดุเสด็จธรรมเสด็จอดีตเสด็จ ပရိဘောဂစေဒီတော်မြတ်အာဒီနေရာကနေစာမမေးခွန်းနေမေးတာပေါ့စေဒီဘယ်နှမျိုးလဲ၄မျိုးဆိုတာပြောရမှာပေါ့ဓာတုစေဒီဆိုတာဘာလဲဓမ္မစေဒီဆိုတာဘာလဲဩဒိတစေဒီဆိုတာဘာလဲပရိဘောဂစေဒီဆိုတာဘာလဲဒါလေးတွေကသိထားဖို့လိုတယ်ပေါ့ကြိုက်တိယစေဒီဆိုရင်ကြိုက်တိယစေဒီဆိုရင်ဘယ်တဲ့ပါလဲကြိုက်တိယစေဒီဓာတုစေဒီပေါ့ဟုတ်တယ်လား ပြီးရွှေစံတော်မကွေးမြသလွန်မကွေးမြသလွန်ပရိဘောကစေဒီဘောမြသလွန်မှာဆိုရဲကလေကိုင်းစံတကူးကြောင်းတော်ရာပရိဘောကစေဒီဘောဘောရိညာံပိပရိဘောကရွှေတကောစေဒီတော် ရှင်တကုံဇေဒီတော်ဆိုရင်ဓာတုဇေဒီရောမရှိဘူးလားဒါအပြင်ပရိဘောဂဇေဒီရောနောက်ပြီးတော့ဩဒိတဇေဒီရောရှိလားရုပ်ပွားစိလူတော်တွေမရှိဘူးလားနောက်ပြီးတော့ဓမ္မဇေဒီရောရှိတယ်ဩရာပါတိမောက်ကြောက်စာတော်တို့ဘာလို့ရောမရှိဘူးလားဒါဆိုဇေဒီလေးမျိုးလုံးမရှိဘူးလားအဲ့ဓမ္မမိတ်ဆွေတို့ကလည်းကိုယ်အိမ်ကဖះเจ้าဆောင်မှာစွန့်နိုင်ရင်စေဒီလေးမျိုးလုံးဖြစ်အောင် ြုပြင်ထားရမယ်စီမံထားရမယ်ဟုတ်ပါလားကိုယ့်အရာဘုရားကျောင်းဆောင်မှာမလွဲမသွေရှိမှာကတော့ဩဒိတဇေဒီရှိမရှိရှိမှာပေါ့ဟုတ်ပြီနော်ပြီးရင်ပရိဘောဂဇေဒီဖြစ်ဖို့ဘာထည့်ရင်ကောင်းမလဲအဲဘောဒီအပင်ဘယ်လိုလုပ်ပါထည့်မလဲဘောဒီညောင်ရွယ်ကလေးတွေပူဇော်ရင်မရဘူးလား ခုဆိုရဲလားကျမတို့ဗုဒ္ဓဂယာတို့ဘာလို့ကပြန်လာတဲ့သူတွေဆိုရင်ဗောဓိညောင်ရဲ့အစ်စ်ကလေးတွေလက်ဆောင်ပေးတာမရှိဘူးလားအဲ့ဒါကိုစွမ်းနိုင်လို့ရှိရင်ဒီတိုင်းကြီးမထားဘဲနဲ့ဘောင်လေးပါလေးနဲ့ထားပြီးတော့ပူဇော်လိုက်ရင်ပရိဘောဂဇေဒီဖြစ်မှဖြစ်ဟုတ်ပြီနောက်ပြီးတော့ဘာဇေဒီလုပ်ရင်ရသေးလဲဓမ္မဇေဒီဖြစ်ဖို့ဘာလုပ်ရမလဲမြတ်စွာဘုရားရဲ့တရားတော်တွေမှာပဋ္ဌာန်းတရားတော်တို့ ဩဘာဂပါတိမောက်တို့ဟာပရိစ္ဆသမုပ္ပတ်စသည်ဖြင့်ဒါတွေကိုလည်းဟလာစာရွက်ကလေးနဲ့တော့၎င်းဟလာရွှေပြားခြေပြားရွှေပြားတော့မတက်နိုင်ဘူးပေါ့ခြေပြားတို့စတီးတို့ဘာလို့ ਨੇ ပူဇော်ထားရင်ဓမ္မဇေဒီရော ဖြစ်မဖြစ်ဓာတုဇေဒီရောနည်းနည်းခက်မှာပေါ့ဒါပေမဲ့ကိုယ့်ရဲ့ကံဆက်လို့ရှိရင်တော့ဓာတ်တော်မွေတော်အစ်စ်တွေကိုချင်းမြင်တာတွေလက်ဆောင်ပေးတာတွေရလာရင်ကိုယ့်ရင်ကဖျားเจ้าဆောင်မှာစေဒီဘယ်နှမျိုးလုံးရှိသွားပြီလဲ၄မျိုးလုံးရှိသွားပြီ ွားတိုက်အောင်မင်းကျမအိမ်ကဖះเจ้าဆောင်မှာစေဒီ၄မျိုးလုံးဖြစ်အောင်ပူဇော်ထားတယ်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးကို့မှာလည်းပူဇော်ထားရင်ဖူးလိုက်တိုင်းဖူးလိုက်တိုင်းအားရှိလားမရှိဘူးလားရှိတယ်ဓာတ်တော်မွေတော်တွေရဖို့ဆိုတော့ခဲရင်ပါတယ်ဒါပေမဲ့ကို့ရဲ့ကံဆက်လို့ရှိရင်နော်ဓာတ်တော်တွေပါချင်းမြင်တာနဲ့ကြုံတာမျိုးရောမရှိနိုင်ဘူးလားအဲအဲ့တော့အဲ့လိုမျိုးပူဇော်ဖို့လိုတယ်ဒါကြောင့်စေဒီယတ္တ ဓာတုစေတိဓမ္မစေတိဩဒိတစေတိပရိဘောဂစေတိတော်မြတ်အာဆုံးကိုကတ်မယ်ဆိုတွေးကြည့်အောင်ဆုံးခဲပဲဘောစဉ်ချုပ်ချင်ရတာလေကတ်တဲ့အခါအဲ့ဒီဆုံးတို့မှာအစင်းရောရှိလားဆုံးဆိုရင်ဘာအစင်းအဖြူရောင်ဘောဟုတ်တယ်လားအတီးတို့ဘာလို့ဆိုလဲသူသက်ဆိုင်ရာအရောင်နေမရှိဘူးလားအစင်းဆိုရင်ပါဠိလိုဝဏ္ဏ အနံ့ရောကန္တာအရသာရောရှိတယ်အတန်ရောအတန်ရောမရှိဘူးလားမရှိဘူးနော်ဒါကြောင့်အတန်ဆိုပြီးတတ္တလို့ဝဏကန္တာရတ္တတွေသွားမထဲနဲ့အတန်ရှိလားမရှိဘူးမရှိဘူးဒါဆိုရင်အစေအနံ့အရသာဒါဆိုအစင်းကိုဝဏအနံ့ကိုကန္တာအရသာကိုရတ္တပြေဆုံးတော့ဆိုတော့ တံပန်နံပူဇော်လိုက်ပါဦးဝဏကန္ဓရတတံပန်နံအစီအနတ်အယတာနှင့်ပြေစုံဣမန်စွာဤပိန္ဒပါဒစွာစွန်းပိန်ဒပါဒဒါကြောင့်စွမ်းလောင်းနေဆိုပိန်တပတ်စွန်းဟုတ်တယ်လားပိန်တပတ်ဒူတင်ကြားဘူးမယ်ပိန်ဒပါဒဆိုတာစွန်းခါဒနီယဆိုတာခဲဘွဲ ဘောဇနီယဆိုတာကဘောဇေဒါဆိုရင်ဣမံပိန္ဒပါဒခာဒနီယဘောဇနီယမြန်မာလိုပြောသွားမယ်ပြပြပါပြပြအဲ့ဒီမှာအရသာတော့ရှိမရှိဒါကြောင့်ချိုးခြင်းရတာကိုတက်ကိဆန်းဆိုပါလေရိုး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 သေးသေးဆိုတကယ်ကိုရိုးရိုးသေးသေးကတ်ဖို့လိုမလို့ ရိုးရိုးသေးသေးတက်တော်ထင်ရှားပြအောင်အာယုံပြုတ်ပြီးရိုးရိုးသေးသေးကတ်မယ်ကတ်ပြီးရေလဲဇက်ဆိုကြောခိုင်းပြီးမသွားဘူးနှစ်လန်းသုံးလန်းလက်ဦးလေးချီပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေချင်းကတ်တယ်လို့ပဲလက်ဦးလေးချီပြီးနှစ်လန်းသုံးလန်းဆုပ်ပြီးတော့မှသွားရမယ်အဲဒါကြောင့်ရိုးရိုးသေးသေးဒေမိတဏှာတော်တွေကဲ့ရင်လဲဆိုးလေးကိုလက်ထဲကိုပင့်ပြီးတော့မကတ်အောင်လားဆိုးကဲ့ရင်လဲအဲ့ဒီလိုလေးပင့်ပြီးတော့ကတ်ရတယ်ဒါလေးလည်းသတိထားတကိစံယိုယိုသေးသေးဒေမိ ဒါကြောင့်ဘာလို့ရီမန်းပြီးတော့စက္ကန့်မလဲဘေးဗျာတွေကင်းဝေးခြင်းလို့ဘာလို့ဘာလို့လားမလားအဲယာဓူးတွေတက်တက်တိုးတက်ခြင်းလို့ဘာနယ်တွေမပြောင်းခြင်းလို့ဘာဆိုပြီးဒါတွေလုံးဆရာမလိုပါဘူးဒါကြောင့်နိဗ္ဗာန်ရီမန်းလူတန်းပါဤအရှင်ဘုရားပူဇေမိအဲ့ဒီလိုပူဇော်တာဒီဘာပူဇာအဲ ပူဇော်တယ်လို့ပြောတော့နိဗ္ဗာန်ရည်မှန်ပူဇော်တယ်ဟုတ်ပြီလေရည်မှန်ချက်ကတော့နိဗ္ဗာန်ပူဇော်တာဒီပူဇော်ခြင်းကနှစ်မျိုးရှိတယ်အာမိတဓမ္မမှာအခုဘာပူဇာအာမိတဓမ္မမိတ်ဆွေများဟုတ်တယ်လားပစ္စည်းနဲ့လူနေတာမဟုတ်ဘူးလားအဲဘာပူဇာလဲသိရမှာပေါ့အာမိတပူဇာဟုတ်ရဲ့လားကဲဆက်မယ်ဘယ်လိုစုတောင်းရမလဲဣဒံမေပုံညာအာတဝက်ခယာ ဝဟဟောတုအတိဗယ်လေးပူဇော်လိုက်ပါဦးမေတ္တိတော်ဤ များကြတော့နှုတ်တိုက်ကလေးပဲတင်နေပေါ့အခုလူရွယ်တွေလူကြီးတွေအခုဓမ္မမိတ်ဆွေတို့အစ်မြင့်နေကြတော့ဒါလေးအနေနဲ့ဒိဗေထည့်ပြောပြမယ်ဒီကျမတို့အခုစွန့်နေပါတယ်ကတ်တယ်ဆိုတော့ကုသိုလ်သည်ကာမကုသိုလ်လို့ခေါ်တယ်ဒါကုသိုလ်မှာဒီကုသိုလ်သည်ဘယ်အထိပဲအကျိုးအမြင့်ဆုံးအကျိုးပေးနိုင်လဲဆိုသူ့ရဲ့စွာလေးနဲ့ပြောရင်ကာမတုဂရိခုနှစ်ပုံမှာလူကျင်တပဆိုရင်လူတော်၎င်း၊နတ်တော်၎င်းစီးစိမ်တွေပို့နိုင်တယ် ဒါပေမဲ့အဲ့ဒီကာမကုသိုလ်မှာမကာမကုသိုလ်ဒီ၈ပါးရှိတယ်ဒါသိဖို့ပြပြတာကာမကုသိုလ်၈ပါးရှိတယ်အဘိဓမ္မာသိရင်တွေ့လိမ့်မယ်ညာဉာဏ်မပါဘဲနဲ့ဤကုသိုလ်ကြောင့်လူစည်းစိမ်နဲ့စည်းစိမ်တွေရပရစေရာထူးတိုးပရစေစသည်ဖြင့်ကျမ်းမာရေးကောင်းပရစေလို့ဒါတော့ပဲစုတောင်းရင်ကုသိုလ်တော့ဖြစ်တယ်ဉာဏ်မပါတဲ့ညာနာဝိပယော ဒါမှမဟုတ်ဤကုသိုလ်သည်ဖရာတပည့်တော်တို့တန်တရားလဲရတဲ့အကြောင်းရင်းကဟာလာ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ဒီကိလေသာတရားတွေအာတဝတရားတွေအာတဝတရားဒီ၄ပါးရှိတယ်အာတဝတရားဆိုတတ္တဝါတွေပေါ်မှာ အပေဘဝတန်တရားတွေကမလွတ်အောင်ရင်မူပြီးတော့ဆွဲချနှိမ့်မြုပ်ပြီးတော့ရှင်ဆက်ကတ်နိုင်တဲ့ဒီဂရီအထိသွားနိုင်တဲ့အခြေခံတရားကအာတဝတရား၄ပါးဒါအာတဝတရားလို့သုံးတယ်အဲ့ဒီအာတဝတရား၄ပါးဒီတရေကိုပြန်ကြည့်မယ်ဆိုရင်နောက်ွယ်ကတရေကိုကြည့်လောဘလည်းပါမယ်ဒိဋ္ဌိလည်းပါမယ်မောဟလည်းပါမယ်ပေါ့ဟုတ်ပြီနော်အဲ့ဒီအာတဝတရားတွေကိုပယ်နိုင်မှသာလေနောက်ထပ် ကံသိတိချက်မဖြစ်တော့တဲ့အတွေ့အဲ့ဒီကံကလည်းအကျိုးတွေကိုမပေးနိုင်တဲ့အတွေ့အာသောတရား၄ပါးကုံဖို့ဆိုတာအကုသိုလ်ကိလေသာတွေကိုပယ်နိုင်တာအမြင့်ပြတ်ပယ်နိုင်တာကမဲ့ဉဏ်ဟုတ်ပြီနော်အဲ့ဒါကိုငြင်းစေတာကဖိုးဉဏ်အဲ့ဒီလိုမဲ့ဉဏ်ဖိုးအပ်နဲ့ပယ်ပြီးတော့ငြင်းရေးသွားပြီဖြစ်တဲ့အတွက်ကြောင့်မရှိတော့ပဲကုန်ခန်းသွားတာကိုနိဗ္ဗာန်လို့သုံးတယ်အဘိဓမ္မာသင်ပူပြီးသားသူဆိုရင်နည်းနည်းထပ် apply လုပ်လိုက်ရအောင် ာသဝတရား၄ပါးကကာမသဝဘဝသဝဒိဋ္ဌာသဝအဝိဇ္ဇာတရေကိုကြည့်ကာမသဝဘဝသဝဒီလောဘတရေကိုဒိဋ္ဌာသဝဒီဒိဋ္ဌိတရေကိုအဝိဇ္ဇာသဝဒီအဲ့ဒီအာသဝတရား၄ပါးကုံညာကုံညောင်းဖြစ်တော့မဲ့ညံ၄ပါးဆိုတောတပတ္တိမဲ့ညံရရေဒိဋ္ဌာသဝကိုပယ်နိုင်တယ်ဟုတ်တယ်နော် တဂရဂာမိမဉ္ဉံရရင်ဒီသုံးပါးကိုပါအောင်လုပ်လိုက်မယ်မပယ်နိုင်ဘူးအနာဂါမိမဉ္ဉံရရင်ကာမတဝပြုတ်သွားပြီဟုတ်ရဲ့လားအနာဂံဖြစ်ရင်ကာမဘုံမလာတော့ဘူးဆိုအရဟတမဉ္ဉံရရင်ဘဝတဝနဲ့အဝိဇ္ဇာတဝဒါကြောင့်အာတဝတရား၄ပါးဤကုံညာကုံချောင်းဖြစ်သောမဲ့ဉဏ်ဆိုတာအာယုံပြုစေခြင်း ਨੇ ဖိုးဉဏ်ဆိုတာငိမ့်အေအာမျက်နှိပ်ပံကို ေကံရောက်အောင်ရွက်ဆောင်နိုင်သည်ဆိုဒီဆိုးလေးကိုလှူလိုက်တာကကာမကုသိုလ်ဒါမဲ့ကာမကုသိုလ်ကဘဝစည်းစိမ်နေရဖို့စွမတောင်းမဲနဲ့အကုသိုလ်ကိလေသာတွေပယ်ဖြတ်နိုင်တဲ့မဲ့ညာကိုပဲကြီးအဲ့ဒါညာနာတံပြုတ်ပေါ့ဒါကအစ်စ်မြင့်ဖြစ်တဲ့အတွက်ကြောင့်ဒါလေးထည့်ပြောရင်ကိုဆိုးကတ်တိုင်းတပြည့်စည်းလဲတိုင်းကြက်တာလို့အဲ့ဒီမှာမဲ့ညာဖုန်ညာအတွက်အထောက်ပံ့ဖြစ်ပါစေပဲစွတောင်းသင့်တယ်ဆိုတာလေးပြောပြတာပါဟုတ်ပြီနော်ကဲဒါဆိုရင် ဒရမေးရွှေမြဆုံးကတ်တာလေးကိုအစအဆုံးတစ်ခါလောက်ပူဇော်ပေးပါဦး ော့ကျမတို့ဓမ္မမိတ်ဆွေများကိုယ်တိုင်လည်းသိသွားပြီကိုကနေတဆင့်ဒီဆွန်းတော်ကတ္တာနဲ့ပတ်သက်ပြီးတော့လက်ဆင့်ကမ်းရင်အခုကျမပြောသွားတာလေးတွေမမေ့ဘူးเนาะဒါလောကကြီးမှာဒီဆွန်းကတ္တာနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာဝင်နေတောင်မှအုပ်စုနှုပ်စု꿰နေဖို့ဟုတ်ပြီเนาะတရားတရားတော့ရှိပေမဲ့ကုသိုလ်ဖြစ်ကလေးပဲလုပ်နေတဲ့သူတချို့ကြပြန်တော့လေဒီနေရာမှာကုသိုလ်ဖြစ်ပဲနဲ့ကို့အတွက်ပဲရည်ရွယ်ပြီးတော့လုပ်နေတာ၄နောက်တခါဆွန်းကတ်တဲ့အခါမှာ ်ဦးနာပြောသလိုအချိန်အရေးကြီးတယ်ဘယ်အချိန်တွေအတွင်းမှာကတ်ရမယ်ကတ်တဲ့အခါမှာဘယ်ပုံဘယ်နည်းကတ်ရမယ်ပြီးရင်စွန်းတော်စွန်းသည်ဖားလို့ရမရဒါလေးတွေကဒီအကြောင်းကိုသင်တဲ့အခါကျရင်ခုနကျွန်မသင်သွားသလိုဓမ္မမိတ်ဆွေများပြောပြပေးဖို့အချက်တွေမှတ်ထားဖို့လိုပါလိမ့်မယ်ဟုတ်ပြီနော်